အဲ့အိပ်ပတ်လို့နာစည်းတာအတိတ်ဘဝကနာစည်းအောင်လုပ်ခဲ့လို့လားမဟုတ်ဘူးနော်ကိုယ်နဲ့မတည့်တဲ့အစာစားလို့ဗိုက်နာအစာကြောင့်နာတာလေအတိတ်ဘဝကဗိုက်နာခဲ့တာမှမဟုတ်တာကံကြောင့်နာတာမဟုတ်ဆိုလိုတာကအကြောင်းတရားတွေအများကြီးရှိတယ်။တခုတည်းကိုလွှဲချရင်ဒါမှားတယ်လို့ပြောတယ်။နော်။အကြောင်းတရားတွေအများကြီးရှိတယ်။ နောက်တစ်ခုကမာလဲလို့ဆိုအခုဒီအကြောင်းနှစ်ခုကိုပြောတယ်နော်ပထမကဣတရနေမာနထာဝရဘုရားဖန်ဆင်းလို့ဖြစ်တာဒါခုမှပေါ်တာမဟုတ်ဘူးဒီကနေ့ရှိတဲ့ဘာသာတရားတွေဟာဒါနောက်မှပေါ်တာရှင်းတုံးကလေးကဒီတိုင်းယုံကြည်လာခဲ့တာနော်ပုဗ္ဗေကတဟိတုတဲ့အတိတ်ဘဝလုခဲ့တဲ့ဆိုတဲ့အကြောင်းတရား အဲ့ဒါနှစ်ခုစလုံးကိုလက်မခံတဲ့ပုဂ္ဂိုလ်ကပါပြောလဲဆိုသူကတော့လွယ်လွယ်သမားပဲခေါင်းရှုံမခံသူဖြစ်ချင်လို့ဖြစ်တာပါ accidental အဟိတုအပိစယဒီဘဝတွေးကြုံခံစားနေရတဲ့ဒုက္ခဒုက္ခဆိုတာတဲ့အကြောင်းမဲ့ဖြစ်တာပါတဲ့သူ့အမြင်ကအဲ့လိုအကြောင်းမဲ့ဆိုတာ accidental အကြောင်းတရားကိုလက်မခံဘူးသူကဟောအမြင်၃မျိုးရှိတယ် အဲ့ဒီအမြင်သုံးမျိုးကိုမြတ်စွာဘုရားကအင်္ဂုတ္တရပါဠိတော်မှာတိဋ္ဌာယတနာတုတ်ဆိုပြီးတော့ဟောထားရှိတယ်။စာပေကိုဆက်လက်လေ့လာခြင်းတဲ့ပုဂ္ဂိုလ်ကတိဋ္ဌာယတနာတုတ်။အဲ့တော့ဘုန်းကြီးပြောတဲ့စကားမဟုတ်ဘူးဒါကဘုရားဟောတဲ့ဟာကိုပြောပြတာနော်။ဘုရားဟောတာကိုဘာသာပြန်ပြီးတော့သာပြောပြတာ။ရှင်းတော့ကြတယ်ဒီယူဆလေးရှိခဲ့တယ်ဆိုအဲ့ဒီမှာမြတ်စွာဘုရားက criticize လုပ်ပြတာကိုစဉ်းစားကြည့် ကောင်းပြီလေဒီဘဝကြုံတွေ့ကြရတဲ့ဒုက္ခဒုက္ခအတွေ့အကြုံမှန်သမျှချမ်းသာတာဆင်းရဲတာဘဝအတွေ့အကြုံဒီဘဝမှာဆုံးခဲ့တာဒီအာလုံးမှာသာဝရဘုရားဖန်ဆင်းလို့သုံးမုံအတိတ်ကဒုက္ခလို့သုံးမုံသူကသူဖြစ်ခြင်းလို့ဖြစ်တာလို့ဒီယူဆသုံးမျိုးကိုလက်ခံယုံကြည်ထားတဲ့ပုဂ္ဂိုလ်ဖို့မှာတဲ့ကိုယ့်ရဲ့ဆန္ဒဆိုတာလည်းအလကားပဲဟုတ်တယ် သာဝရဘုရားပန်ဆင်းလို့ဖြစ်တယ်အတိတ်ကလုတ်ခဲ့လို့ဆိုကိုယ်ဆန္ဒဘာတောင်းဘာလုတ်เสียလို့ဒီတော့မလို့တော့ဘူးเนาะဖန်ဆင်းထားတဲ့အတိုင်းပဲဖြစ်မှာပဲအတိတ်ကလုတ်ခဲ့တဲ့အတိုင်းဖြစ်မှာပဲအကြောင်းမဲ့ဖြစ်မှာပဲသူဖြစ်ခြင်းလို့ဖြစ်မှာပဲဆိုတော့ဘာလုတ်เสียလို့ဒီတော့ဘာလုတ်เสียမလို့ကိုယ်ဆန္ဒတန်ဖိုးမရှိကိုယ့်ရဲ့လုံလောက်ဝိရိယဆိုတာလည်းတန်ဖိုးမရှိဘူးကိုယ့်ရဲ့ စဉ်းစားညာဆိုတာလည်းအတုံးမဝင်ဘူးတဲ့နောက်ဆုံးမှာဘယ်ဟာလုံးတဲ့နဲ့ဘယ်ဟာမလုံးတဲ့ဘူးဆိုတဲ့ရွေးချယ်မှုဟာလည်းပဲတကယ်တော့မရနိုင်ဘူးရသော်ဗျာဒီလိုဝေဖန်ပြတာနော်ကိုယ့်ကိုယ်လည်းစဉ်းကျင်စဉ်းစားကြည့်ပေါ့ဒါအရာဟောတာဒီလိုထောင်းဟောပြအဲ့တော့အရာခသိန်းဟာတရားနဲ့ချင်းလောက်ရမှာမဟုတ်ပညာနဲ့ပဲလောက်ရမှာဒါကြောင့်မို့ဒီယုံကြည်မှုတွေ 信念就是飞跃的远，那么没有不落的。